마솔시노제로 한국인의 식사 우리아는 요에 사사신에 빠뜨려 제로 냉에 릴라지야 한국 사람들은 코리아 요리가로 주로 야도 앞에 밥, 국, 반찬으로 타메네, 숲대, 아야히네 등 구성된 식사로 합니다. ဖွဲ့စည်းထားတဲ့အစအစသမင်းစားတာကိုလုပ်ပါတယ်တဲ့တနည်းအားဖြင့်ကိုရီးယားလူမျိုးတွေကပုံမှန်အပြစ်သမင်းစားတဲ့အခါမှာသမင်းတွေစွပ်တေအရင်ဟင်းတွေအစရှိတာတွေနဲ့အစားစားကြပါတယ်အဲ့တော့စွပ်ဆိုတာကတော့ကျွန်တော်တို့စွပ်ပြုတ်လို့လည်းပြောလို့ရသလိုဒီကြက်ဥနဲ့လည်းပဲစွပ်လုပ်လို့ရတယ်အသီးရွက်ကိုလည်းပဲစွပ်လုပ်လို့ရပါတယ်နော်ကိုရီးယားလူမျိုးတွေကတော့ပုံမှန်အပြစ်သမင်းရဲ့စွပ်ရဲ့အရင်ဟင်းတွေဖြင့်ဖွဲ့စည်းထားတဲ့ စားကိုစားကြပါတယ်အစားအဲ့တော့ချစ်စာရူဟမ်နီဒာအစားစားခြင်းကိုလုပ်ပါတယ်တနည်းအားဖြင့်ကိုရီးယားမျိုးတွေကသမင်းစားတဲ့အခါမှာပုံမှန်အားဖြင့်ဆိုရင်ဘပ်တီဂူတီဘန်ချန်တွေဖြင့်စားပါတယ်ဘပ်ဆိုတာတီပီတာဂူဆိုတာလည်းပဲအဲ့တော့ကျွန်တော်တို့ဒီကင်ချီဟင်းရီတို့လိုဒွင်းချန်ဂျီကဲတို့လိုမီယောဂူဟင်းရီတို့လိုမျိုးနော်ဆုပ်တွေကိုအဲ့တော့ကျွန်တော်ကတုံးတာပေါ့ဒွင်းချန်ဂျီကဲတို့မီယောဂူတို့ဒါတွေအကုန်လုံးကနော်ဂူပါပဲနော်ပြီးပြီဆိုရင်ဘန်ချန်အရာဟင်းအရာဟင်းဆိုတာကျွန်တော်မြို့တီထောင်းလို့ နော်ငပိကျော်တို့အရန်ဟင်းလို့ပြောတာမဟုတ်ပါဘူးသမင်းစားဖို့အတွက်ရန်နာတဲ့ဟင်းတွေအကုန်လုံးကိုကျွန်တော်ကဘန်ချန်လို့အသုံးပြုပါတယ်ဟင်းရေဆိုလို့ရှိရင်ကျွန်တော်တို့ကြီးကဲသို့မဟုတ်နော်ကျွန်တော် soup ဆိုလဲ group ပြီးဆိုရင်သမင်းကျွန်တော်တူနဲ့စားတဲ့အရာအလုံးကိုလွယ်လွယ်ပြောမယ်ဆိုတော့ဘန်ချန်လို့သုံးပါတယ်နော်အဲ့တော့ပြောပါမယ်ခင်ဗျာအဲ့တော့ဆရာကတနည်းနည်းတနည်းနည်းကိုရီးယားစာနဲ့ပတ်သက်ပြီးအစီအမင်းလေးပို့ပြီးနားလည်လောက်အောင်နည်းနည်းလေးနည်းနည်းလေးချက်ထုတ်ပြီးရှင်းပြပေးတော့ပါမယ်နော် ကိုရီးယားလူမျိုးတွေကတော့ပုံမှန်အားဖြင့်သမင်းစွပ်အရင်ဟင်းတွေဖြင့်ဖွဲ့စည်းထားသောအစားအသောက်တွေကိုစားကြပါတယ်သမင်းစားခြင်းကိုလုပ်ပါတယ်သမင်းကတော့ဟန်ဂုတ်စာရမ်ဒူရဲဂျူရှိဂရိုသမင်းကတော့ကိုရီးယားလူမျိုးတွေရဲ့အဓိကအစားအသောက်အနေဖြင့်စားလို့ကြည်စမီတာစံပြစ်သမင်းချက်ပါတယ်အဲ့တော့ချုံနိုင်ငံတွေမှာဆိုရင်အဓိကအစားအသောက်ကိုသမင်းမဟုတ်ဘဲနဲ့စံမဟုတ်ဘဲနဲ့ကျွန်တော်တို့ပေါင်ပေါင်စားနိုင်နေတယ်လေ 정사에 맹글레 리디시 라오노 그럼 그숲 뒤가로 그물이 있는. 그럼 히바시도 음식으로 아사다오피 된장국 된장히도 뭐 미역국 미역국히 등 아사시의 다양한 종류가 있습니다. 묘사 아미아시에 그럼 국수로 구별시자 뭐봐우 아미아시 말에 반찬은 아야 히니가로래 김치찌 김치도 뭐 နာမှုဟင်းဒီရဲ့ခွာကချီလိုမျိုးအဲ့တော့အရဟင်းတွေကတော့ကင်ချီတို့လိုဟင်းဒီရဲ့တွေလိုမျိုးဘာပဲကျော်သွလျောမုံနုံအုံးစီကရောအဲ့တော့ခမင်းမှာရန်ထားပြီးတော့စားတဲ့အစာပေါက်အနေဖြင့်ဟမ်ဂေရှိခ်ဆာဟန်ဆာရန်ဒุลခါနေအတူတူသမင်းစားကြတဲ့လူတွေထဲမှာအတူတူသမင်းစားကြတဲ့လူတွေထဲမှာ 나누어 먹는 것이 일방적입니다. 냐외비사라가로다 뽕마마베 야미신비아바메 고야르 요리가로 미아도아 밥데 국데 반찬에 비포치자에 타멘사신고 사사신고 럽베 타멘사레크마 고리안 묘리가로 뽕마베 타멘사비 소인 타멘이 숲데 반찬에 비포시 아얀히니 비포시자레 타멘사신고 럽베 타멘가로 뽕만 아핀 ခမင်းကတော့ကိုရီးယားလူမျိုးတွေရဲ့အဓိက main အစားအစာဖြစ်เนาะကျွန်တော်တွေစံဖြင့်ချက်ပြီးတော့စားတယ်ခုကတော့ဟင်းရှိတဲ့အအစားအသောက်အနေဖြင့်ဒင်းချန်ကဒင်းချန်ဟင်းရောမီယောမီယောကဟင်းရောယင်းကြီးဟင်းရောအစားရှိတဲ့စုံလင်လာတဲ့အမျိုးအစားကြီးအများကြီးရှိတယ်အရန်ဟင်းတွေကဆိုလို့ရှိရင်တော့ကင်ချီတော့မဟုတ်ဟင်းဒီဟင်းရဲ့လိုမျိုးသမင်းထဲမှာကြော့ သူတော်မုံနှုံအမရှိရန်ထားသောအစာအတော့နေဖြင့်အတူတူစားတဲ့အဲ့အရင်ဟင်းနေဆိုရင်အတူတူစားတဲ့လူတွေနဲ့ဈားထဲမှာညှဝေပြီးတော့စားသောအရာကတော့ပုံမှန်ပါပဲအဲ့တော့အရင်ဟင်းနေဆိုတာငါအရင်ဟင်းတော့မင်းအရင်ဟင်းမဟုတ်ဘူးအဲ့လိုမဟုတ်ပဲနဲ့သမင်းစားတဲ့လူတွေနဲ့အတူတူပဲ game ချိလေးပါတယ်ဆိုလို့ရှိရင်သူရဲ့ user ကိုလည်း user အဲ့လို user တာကအဲ့ပုံမှန်ပါပဲတဲ့ရှိတငယ်နွန်ရှိခါဟတဲ့နွန်ရှိတငယ်သောသာသာဆိုင်မှာရှိခါဟတဲ့နွန် 아사다의 가마소인 뽕마 앞 반찬이 무료로 제공됩니다. 이야기니고 아카메 바레 그러 코리아 루미오리가로 한국 사람들은 가족과 함께 미다수리 두두 식사하는 것을 타민사 야고 중요하게 생각하며 그러 대개고 예지 두에 위로 나 예바 예르바 두에 위로 니아리 비아메소 코리아 루묘리가 고미다주리 신신 미다주리 너소송니니 레송사레 야고 그개고 이바레 야르크피에 뛰비로 함께 음식을 난, 나누는 것을 아르루과 아사다리고 냐위사동데 야고 소중히 여입니다 담보타 냐노바레 어, 소중히 여입니다 담보타 냐노바레 카라비안 도와비바메 달라라오 신비야비소이 너리디카 짜루신이 တိုက်ရိုက်ပဲလှလှလေးပြန်ရှင်းပြပါတော့မယ်နော်ကိုရီးယားလူမျိုးတွေကတော့ဆရာဒီမှာလက်လက်ထောက်ပြရင်ဆရာလက်ကြည့်နော်ကိုရီးယားလူမျိုးတွေကတော့ပုံမှန်အားဖြင့်သမင်းတို့စွတ်တို့အရန်ဟင်းတို့ဖြင့်ဖွဲ့စည်းထားတဲ့သမင်းဝိုင်းကိုစားတော့ကြပါလေသမင်းကတော့ကိုရီးယားလူမျိုးတွေရဲ့အဓိက main အစားအစာဖြစ်ပြီးတော့စံဖြင့်ချက်ပါလေစွတ်တွေကတော့ဟင်းရီပါတဲ့အစားအသောက်တွေဖြစ်ပြီးတော့ ဗင်ကြံဟင်းရီတို့မီယောဂုဟင်းရီတို့လိုမျိုးပဲစုံလင်လာတဲ့အမျိုးအစားတွေအများကြီးရှိတယ်။အရန်ဟင်းတွေဆိုရင်ကင်မရှိချီကယ်တွေဟင်းတီဟင်းရွက်တွေလိုမျိုးပဲအတူတူသမင်းထဲမှာရန်ထားပြီးတော့အော်သမင်းစားဖို့အတွက်ရန်ထားပေးပြီးတော့အဲ့ဒီအရန်ဟင်းတွေကိုအတူတူသမင်းစားတဲ့လူတွေနဲ့ကျွန်တော်မျှဝေပြီးတော့စားတဲ့အရာကအဲ့ဒါပုံမှန်ပဲတဲ့ အဲ့တော့ကိုရီးယားမှာဟာဒီအရင်ဟင်းကငါအရင်ဟင်းသူ့အရင်ဟင်းမဟုတ်ဘဲနဲ့အဲ့တော့ဒီလိုမျိုးသတ်သားဆိုင်သွားပြီဆိုရင်ကိုကနေပြီးတော့ကျတို့တွေ main menu မှာလိုက်ပြီဆိုရင်အရင်ဟင်းတွေကအခမဲ့ချပေးတယ်ပေါ့နော်အဲ့တော့လူတယောက်လာရင်ဥပမာအရင်ဟင်းတယောက်တစ်ပွဲတစ်ပွဲအဲ့လိုမဟုတ်တော့ဘဲနဲ့ကျတို့ kimchi ဆိုလဲပွဲကြီးအလယ်မှာချလိုက်တာမျိုးတခြားချပေးတဲ့ဟာတွေကိုလဲပွဲကြီးအလယ်မှာချပြီးတော့သမင်းစားတဲ့လူတွေနဲ့အတူတူကိုနဲ့အတူတူစားသောက်တဲ့လူတွေနဲ့အတူတူမျှဝေပြီးတော့စားတာအဲ့ဒါကတော့ပုံမှန်ပါပဲတဲ့အဲ့တော့ကျတို့တွေဒီ ားတောက်ဆိုင်မှာအစားစားတဲ့အခါမှာဆိုရင်ပုံမှန်အားဖြင့်အရန်ဟင်းကအခမဲ့ပေးတယ်တဲ့ထောက်ပံ့ပေးဆိုပေးတာကိုပြောတာပါနော်ကိုရီးယားလူမျိုးတွေကမိသားစုတွေနဲ့အတူတူတမင်းစားတဲ့အရာကိုမိသားစုတွေချင်းချင်းတက်ညီလက်ညီလက်ဆောင်တမင်းစားတဲ့အရာကိုဒီကဲကိုအရေးတူတွေးကြပြီးတော့အတူတူတမင်းကိုမျှဝေစားသုံးတဲ့အရာကိုလည်းပဲတံပိုးထားညံ့လို့ပါတယ်ဆိုဂျွန်ကြီးယောဂိမိသားအဲ့တော့တံပိုးထားညံ့လို့ကြပါတယ်တံပိုးထားသတ်မှတ်တယ်ဘောတော့တပြိုးလေးပါ အဲ့တော့ဆက်လက်ပြီးတော့တွားကြည့်အောင်လက်တလုံးမှာကတော့ဝဲရှိကြီးဂျုံကာဟာမျိုးသောဒါယဟံဥမရှိဘူးဂျေဂုံဟာနရှိတန်ကြီးမာနာကြီးကိုအဲ့တော့ဒီလက်တလုံးမှာဆိုလို့ရှိရင်ယနေ့ခေတ်မှာဆိုရင်တော့မဟုတ်လက်တလုံးမှာဆိုရင်ပြင်မအစားတောက်တွေများပြားလာရင်းနဲ့အဲ့တော့ပြင်မအစားတောက်တွေဆိုတော့ဒါအခြားနိုင်ငံစားတောက်တွေကပုံစံမျိုးစုံเนาะကျွန်တော်တွေတိုးပွားလာရင်းနဲ့ လက်တလုံးမှာဆိုရင်တော့ရတော့ဒီဒီပြပအစားတောက်တွေကတိုးပွားလာရင်းနဲ့စုံလင်လာတဲ့ဘုံရှိကိုအစားတောက်တွေကိုခြေကုန်းဟာလုံးရှိတန်ကြီးမာနာကြီးကိုအဲ့တော့ပေးတဲ့ထောက်ပံ့ပေးတဲ့အများကြီးပေးတဲ့စားတောက်ဆိုင်ကများလာပြီးတော့ဖြောနေလို့ဝီဟဲအစင်ပြေဖို့အတွက်ဖြောနေကြောင်းဆိုတာအော်အစင်ပြေပြေနဲ့ဝယ်လို့ဝယ်ယူရတဲ့ဆိုင်ကိုဖြောနေကြောင်း24နာရီရောင်းဆိုင်ခေါ်တယ်မလားအဲ့တော့ဖြောနေလို့ဝီဟဲအစင်ပြေဖို့အတွက် kiosk 를사용하여 kiosk ဆိုတာကတော့ကျွန်တော်တို့ဒီအစားအသောက် order မာတဲ့ set ပေါ့နော်အဲ့လိုပြောလို့ရပါတယ်အစားအသောက် order မာတဲ့ set တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီမှာပုံကြီးတွေ့လားအာအဲ့ဒါပါလဲဆိုလို့ရှိရင် TPG test screen အသုံးပြုလို့ရတယ်ဒီအမှသကိုဝဆိုင်ဆိုင်ကိုသွားပြီဆိုလို့ရှိရင်အဲဆိုင်မှာမှာမယ်ဆိုလို့သပွဲတို့ထိတ်ထားတော့ကိုတည်းနိုင်ငံမှာတကယ်ကြီးပါနော် စာဖြစ်တင်တာမဟုတ်ဘူးအဲ့တော့ဆရာဒီကောက်ကိုရသွားကမှာအဲဆိုတော့9လပိုင်းတော့ပါတော့2024 9လပိုင်းတော့ကိုရောက်သွားပါတယ်အဲ့တော့ကဘာလို့တွေ့လဲဆိုလို့ရှိရင်အခု kiosk ဆိုတာလို့တွေ့ပါတယ်နော် kiosk အဲ့တော့ TV ဖန်သားပြင်ပေါ်မှာ test screen နဲ့အသုံးပြုပြီးတော့ order မှားတာအဲ့တော့အစားအသောက် order မှားတဲ့ set ကိုအသုံးပြုပြီးတော့အစားအသောက်တွေကို order မှားတော့ set တွေကတိုးပွားလာပါတယ်လက်တလုံးမှာဆိုရင် ပြင်ပအစားအသောက်တွေများလာရင်းနဲ့ စုံလင်လာတဲ့အစားအသောက်တွေကိုလည်းပဲထောက်ပံ့ပေးထားပါတယ်အဲ့တော့ထောက်ပံ့ပေးတဲ့စားအသောက်ဆိုင်တွေကများလာပြီးတော့အစင်ပြေစီဖို့အတွက် kiosk ကိုအသုံးပြုပြီးတော့အစားအသောက်တွေကိုမှာကြားတဲ့ဆက်တွေလည်းပဲတိုးပွားလာပါတယ်ဒါကြီးကဘာလဲဆိုရင် kiosk ဆက်ကိုပြောတာပါဒီဆက်ကြီးကိုတနည်းအားဖြင့် TV ပါပဲเนาะကဲဒါနဲ့ပတ်သက်ပြီးတော့အနေငယ်ဆက်လက်ပြီးတော့လေ့လာကြည့်လိုက်ကြရအောင် 디 키오스크를 이용하면 더뷰메 솔루션이 바로 터치 스크린을 터치서 데스크린을 표시하나 터치 스크린을 통해 데스크린 마트 을을을 통해 나을을 통해 나마트센 키오스크고 이용하며 더뷰메소인 터치 스크린을 통해 데스크린 마트 시니, 메뉴를 선택하고 미뉴리고 마잡 유에체 비로 말이면 미뉴리고 유에체 비 결제까지 끝을 빼시시 티다마 한 번에 할 수 있어서 대체인에 비로루야의 외적 매우 편리합니다. 애양고 생기발 에텍스크마 바마프 월룸시로 제대사양도 에텍스크마도 사진하고 내 내비안에 끝을 시에 비비 เนาะပြီးပြီဆိုရင်ကိုအစားတော့ထွက်လာပြီဆိုလို့ရှိရင်ကိုနံပါတ်ကြီးနဲ့เนาะသူကပတ်သက်ရှိပြီဆိုရင်ကိုဆက်လက်လေးပေးလာမယ်เนาะရောင်စုဂျွန်ကြီးပေးလာမှာပေါ့เนาะအဲ့တော့ရောင်စုဂျွန်ကြီး trillion family ဒါအဲ့တော့ကျွန်တော်တို့ဒီဘောက်ရှာပေါ့เนาะဘောက်ရှာလေးကကိုကိုပေးလာမယ်အဲ့ဆိုရင်ဘောက်ရှာမှာနံပါတ်ပါတယ်ကိုနံပါတ်လေးကတင်းတုံတင်းတုံဥမာ109လာယူပါဆိုရင်သွားယူလိုက်ရပြီကဲပြန်ပြီးရှင်းပြပါမယ် Q school ကိုအသုံးပြုမယ်ဆိုရင် text screen မှတစ်ဆင့် မီနူးတွေကိုရွေးချယ်လို့ရပြီးတော့ပတ်စံပေးချင်ချင်းထီတော်မှာတစ်ချိန်တည်းနဲ့အပီးလုပ်လို့ရတဲ့အကြောင်းအရန်စင်ပြပါတယ် kiosk ကိုအသုံးပြုတဲ့နီလန်ကတော့အရန်ကိုရိုးစင်းလွယ်ကူပါတယ် wanannon မီနူးဟာကိုအလိုရှိတဲ့အစားသောက်မီနူးနှင့်ကဲစုဘယ်နှခုမှမလဲဆိုတဲ့အရေးအတွက်ဒါလေးတွေကိုကိုတစ်ခါတည်းရွေးလို့ရတယ်လို့ optional ဆုံးသက်ခံဟုအဲ့တော့ဗာလဲဆိုလို့ရှိရင် option ဆိုတာ O P T I O N S option ကိုပြောတာပါเนาะအဲ့တော့ရွေးချယ်စရာရွေးချယ်စရာပါเนาะရွေးချယ်စရာ optional ရွေးချယ်စရာတွေကိုဆွန်တက်ခါတာရွေးချယ်ပြီး optional ဆွန်တက်ခံဘူးရွေးချယ်စရာတွေကိုရွေးချယ်ပြီးရတော့မှာကိုအလိုရှိတဲ့ menu တနည်းအားဖြင့် menu ဆိုတာအစားအသောက်ကိုပြောတာเนาะကိုအလိုရှိတဲ့အစားအသောက် menu နှင့်အရေးအတွက်တွေကို ရွေးချယ်ခြင်းတွေကိုရွေးချယ်ပြီးရနောက်မှာ option ရွေးချယ်ခြင်းเนาะရွေးချယ်စရာရွေးချယ်စရာတွေကို contact ခါသာရွေးချယ်ပြီးရွေးချယ်စရာတွေကို contact ခံခုရွေးချယ်ပြီးရနောက်မှာ결제 버튼을 누르고 ပတ်စံပေးချိန်ပါမယ်ဆိုရဲခလုတ်လေးကိုနှိပ်ပြီးတော့ get the mobile banking 결제를 통해 မိုဘိုင်းဘန်ကင်းမှာတစ်ဆင့်ကက်နဲ့ပဲပကက်နဲ့ရှင်ရှင်သုံးဖို့မိုဘိုင်းဘန်ကင်းမှာတစ်ဆင့်ကြော်ကြည့်ဟာမြင်သွဲမိတာရှင်းလို့ရပါတယ်ကက်နဲ့ရှင်းမလားကေပေးနဲ့ရှင်းမလားဥမာပြောနော်ဂျူမွန်နီဝါလင်းတို့မြွန်းအဲ့တော့ကိုမော်မှားထားတဲ့ order ရရှိပြီဆိုရင်ရောင်းစုဂျွန်ကြီးချူလျော့တဲမိတာအဲ့တော့ဘောင်ရှာကိုရိုက်နေပေးပါတယ်တနည်းအားဖြင့်ဘောင်ရှာထုတ်ပေးပါတယ်ဒါပြောတာပါနော်ပြန်ပြီးတော့တစ်ခေါက်ပြန်ရှင်းပြပါမယ် kiosk ကိုအသုံးပြုမယ်ဆိုရင် text screen မှတဆင့် menu တွေကိုရွေးချယ်ပြီးတော့ပတ်စံပေးရှင်ရှင်အထိတစ်ကြိမ်တည်းနဲ့အပီးလုပ်လို့ရပြီးတော့အရန်ကိုအဆင်ပြေပါတယ်ခင်ဗျာတစ်ကြိမ်တည်းနဲ့ပေးရှင်လို့ရတဲ့အတွက်ကြောင့်အရန်ကိုအဆင်ပြေတယ် kiosk ကိုအသုံးပြုတဲ့နီလန်းကရိုးစင်းလွယ်ကူတယ်ကိုအလိုရှိတဲ့ menu ဆိုလို့ရှိရင်ဟင်းပွဲကိုလိုရှိတဲ့ဟင်းပွဲတွေအရင်အတွက်တွေเนาะ ရွေးချယ်မှုတွေကိုရွေးချယ်ရွေးချယ်စရာတွေကိုရွေးချယ်ပြီးရအောင်ပါဆိုရင်ပတ်စံပေးချေခြင်းဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့ကဲ့နဲ့ရှင်းမလားမိုဘိုင်းဘန်ကင်းနဲ့ရှင်းမလားကြိုက်သလိုရှင်းလို့ရပါတယ်ကိုမာထားတဲ့ order တွေရပြီဆိုလို့ဟိုပြီးမို့ကို order မှာလို့ပြီးသွားပြီဆိုရင်ဘောက်ချာလေးတွေကိုကိုကိုရိုက်ထုတ်ပေးပါတယ်ရိုက်နှိပ်ပေးပါတယ်ဘောက်ချာထုတ်ပေးပါတယ်လို့ပြောရှင်းတာပါနောက်တစ်ခေါက်သွားပြပါမယ်ကျန်တဲ့စာလေးတွေဖြည့်ရတဲ့ကြောင်းတစ်ခါတည်းရပါအောင်လို့ပါနော် kiosk ကိုအတုံးဒီခါကျလို့ရှိရင်ကျောင်းသားတို့တလုံးချင်းတခြားလိုက်မှတ်ပါအဲလုံးဝပြည့်ပြည့်စုံစုံရှင်းပြပြရမယ်เนาะ kiosk ကိုအတုံးပြုရင် test screen မှတဆင့် menu တွေကိုရွေးချယ်ပြီးပတ်စံပေးပြချင်းအထိတော်မှအဲ kiosk ကိုအတုံးပြုပြီးတော့ဒီချိန်ထဲနဲ့အပီးဒီမှာเนาะဒီဒီဒီ TV နဲ့ဒီချိန်ထဲနဲ့အပီးလောက်လို့ရတဲ့အတွက်ကြောင့်အရင်အစင်ပြေတဲ့ kiosk ကိုအတုံးပြုတဲ့နီလန်းကရိုးစင်းလွယ်ကူတဲ့ ကိုအလိုရှိတဲ့မီနူးနောက်ပြီးလို့ရှင်ပွဲအရေးအတွက်အရေးအတွက်ပြီးရင်ရွေးချယ်စရာတွေကိုရွေးချယ်ပြီးတဲ့နောက်မှာပတ်စံပေးချေချင်းရောလ်ချယ်ဘော်တန်ပတ်စံပေးချေချင်းဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့ကဲနဲ့ရှင်မလားမိုဘိုင်းနဲ့ရှင်မလားအဲ့ဒီအရာတွေကိုမှကဲသုံးဖို့မိုဘိုင်းမှတဆင့်ငွေပေးချေခြင်းကိုလုပ်လို့ရပါတယ်ကိုမှားတာပြီးသွားပြီဆိုလို့ရှင်ဘောက်ချထုတ်ပေးပါတယ်အဲ့ဒါပါပဲเนาะ အောက်သွားမယ် kiosk ကိုအသုံးပြုမယ်ဆိုရင် menu တွေကိုတေတေချာချာကြည့်လို့ရပြီ kiosk တို့ဤယုံဟာမျိုး menu တို့ဈာစေဤအသေးစိတ်เนาะအသေးစိတ်တေတေချာချာအသေးစိတ်ဘောစုဤကိုကြည့်လို့ရပြီးတော့ဂျူမွန်နူပါရူဂေဟယ်ဆိုစမီတာအော်ရာမာရာကိုလည်းမြန်မြန်လေးမှာလို့ရတယ်ဝိတာမလာသေးလို့เนาะစာချင်တာတခြား 그와 마비 말라이데 알루리 피도 키오스크 덕분에 키오스크에 기술이죠. 사람들이 루리가 간편하게 레일리 드구 알루에 드구 루엘린 드구 음식을 사다리고 주문할 수 있게 되었습니다. 오라마로 야라마비 게 다소이노 달리리가로 자로리 자나로 루루엘이마 먹고 다자모시에비 비로 탈신비아 비바멘 ကိုရီးယားလူမျိုးတွေရဲ့အစားအသောက်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာမှာဖြစ်ပါတယ်။ကိုရီးယားလူမျိုးတွေကတော့အများသောအပြင်းသမင်းတို့စွပ်တို့အရာဟင်းတို့ဖြင့်ဖွဲ့စည်းထားတယ်။အဲ့တော့အစားအစာကိုသမင်းဝိုင်းကိုစားကြတယ်။သမင်းကတော့ကိုရီးယားလူမျိုးတွေရဲ့အဓိက main အစားအစာဖြစ်ပြီးတော့ဆန်ဖြင့်ချက်ပြုတ်တယ်။ group ကတော့ခူမူရီအင်းအုံးရှိကြတော့အဲ့တော့ဟင်းရပါရှိတဲ့အစားအသောက်ဖြင့်အဲ့တော့ ရင်ဂျန်ဂုတ်တို့မီယောဂုတ်တို့လိုမျိုးစုံလင်လာတဲ့အမျိုးအစားအမျိုးသားအများကြီးရှိပါတယ်။အရင်ရင်ဆိုလို့ရှိရင်ကင်ချီတို့လိုဟင်းတီးဟင်းရက်တွေလိုမျိုးသမင်းအတွက်ရန်ထားတဲ့အစားအသောက်တွေအပြင်ဖြစ်ပြီးတော့အတူတူစားတဲ့လူတွေနဲ့အတူတူလူတွေကြားထဲမှာအဲ့ဒီဂျာတို့တွေအရင်ဟင်းတွေကိုနာနူရောမုံနှုံခေါ်ရှိမျှဝေပြီးစားသုံးတဲ့အရာကဒါအီလ်ဘမ်ဂျော့ဂီမီတာပုံမှန်ပါပဲတဲ့။ ရှိတောင်းနေသောရှိစားဟဲ့တဲ့နော်အဲ့တော့သောက်ဆိုင်ဒီမှာအစားစားတဲ့အခါမှာဆိုရင်ပုံမှန်အဖြစ်ကဒီအယက်ဟင်းတွေကအခမဲ့ပေးတယ်ကိုရီးယားလူမျိုးတွေကမိသားစုတွေနဲ့အတူတူထမင်းစားတဲ့အရာတွေကိုတံပိုးထားပြီးတော့တွေးကြတယ်အဲ့ပေါ်တော်တော်လေးမတွေးဘူးအဲ့တံပိုးထားတွေးကြတယ်အဲ့တော့အရေးပါပါလေးတွေးပြီးတော့နော်အရေးထားတယ်နော်လေးစားတယ်နောက်ပြီးလို့ရှိရင်အတူတူစား 함께음식을나누는것을아두두과아사다리고묘위사동의에야고소중히여깁니다.담보타면누레담보타바레.레드로마가တော့တဲ့ပြပအစားတောက်တွေတိုးလာပြီးတော့စုံလင်လာတဲ့အစားတောက်တွေကိုအထောက်ပံ့ပေးထားတဲ့အစားတောက်ဆိုင်တွေလည်းပဲများလာပြီးတော့အစီအစဉ်ဖို့အတွက် ကီယိုစကူကိုအသုံးပြုပြီးတော့အစားအသောက်တွေမှားကြတဲ့စက်တွေလည်းပဲဒုလာပါတယ်ကီယိုစကူဆိုတာ TV ဖန်သားပြင်မှာသွားပြီးတော့ခုပါတာကို cloud နဲ့မှားတဲ့ဥစားပြောတာပါကီယိုစကူကိုအသုံးပြုမယ်ဆိုလို့ချင်း text ဖြင့်မှတဆင့် menu တွေကိုကိုရွေးချယ်လို့ရမယ်ပြီးပြီးဆိုရင်ပတ်စံရှည်ရှင်းတိတော်မှအဲ့ဒီ kiosk ကိုအသုံးပြုပြီးတော့လုပ်လို့ရတဲ့အတွက်ကြောင့်အရန်ကိုအဆင်ပြေပါတယ် kiosk ကိုအသုံးပြုတဲ့နီလန်းကရွေးရှင်းလွယ်ကူတယ်ကိုအလိုရှိတဲ့ မီညူဟင်းပွဲနှင့်အဟင်းပွဲအရေးအတွက်ဒီနော်ကျွန်တော်တွေအမျိုးသားများကိုရွေးချယ်ပြီးတဲ့နောက်မှာပတ်စံပြရှိရှင်ဆိုတဲ့ကလပ်ကိုနှိပ်ပြီးတော့ပတ်စံကျွန်တော်တွေရှိတဲ့အခါမှာကတ်တော့မဟုတ် mobile banking ကိုအသုံးပြုပြီးတော့ပတ်စံပြရှိမယ်ဆိုရပါတယ်ကိုမှားတာတွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်ဘောက်ချထုတ်ပေးပါတယ် ဲ့တော့ kiosk ကိုအသုံးပြုမယ်ဆိုရင် menu တွေကိုအသေးစိတ်ကြည့်လို့ရပြီးတော့ဒီ order ကိုလည်းမြန်မြန်လေးမှာလို့ရပါတယ် kiosk ရဲ့ကျေးဇူးတွေကြောင့်လူတွေကလွယ်လင်းတကူအစားအသောက်တွေကို order မှာကြားလို့ရတော့ပါပြီတဲ့ကဲ kiosk ဒါလေးပါပဲเนาะဒီမှာတွေ့လားတို့လာပြီးတော့တို့လည်းပဲ kiosk ကိုတို့ပြတာเนาะ kiosk เนาะ kiosk kiosk skill skill ကိုအသုံးပြုကြပါတယ်အဲ့တော့ကျောင်းသားတို့ကစိုင်းထဲလိုလာမယ်မီနျူးနေတယ်လည်းမီနျူးထွက်လာမယ်ပုံပုံရွှေ့တယ်လို့ပဲဒီဘက်ကိုရွှေ့လိုက်ဒီဘက်ကိုရောက်မယ်ဟိုဘက်ရွှေ့ဒီဘက်ရွှေ့ရမယ်ကြိုက်ပြီဆိုရင်ကြိုက်တဲ့ပုံနှိပ်လိုက်မယ်နှိပ်ပြီးရင်ဘေးမှာအရေအတွက်တင်းနဲ့တုံးနဲ့နှိပ်မယ်အကုန်လုံးရွှေ့ချက်လို့ပြီးသွားပြီဆိုရင်ဒါဝုံးဆိုတဲ့ calorie နှိပ်လိုက်ပြီဆိုရင်ကျောင်းသားတို့စုစုပေါင်းဘလောက်ဆိုပြီးတော့အကျောင်းသားတို့ကျငွေရှေ့ဖို့အတွက်ပေါ်လာမယ်အဲ့တော့ကက်နေရှင်မယ်ဆိုကက်ကက်လိုက်တာ ਨੇ ပြီးသွားပြီပေါ့เนาะ mobile banking ရှင်မယ်ဆိုလဲရှေ့လိုက်ပြီးပြီဆိုရင် ပြီးပါပြီးတော့နှဲ့တာနဲ့ကျောင်းသားတို့တွေဒီဘောက်ချာဆိုင်ရလေးထုတ်ပြပါမနော်အဲ့ခါကျရင် ပြီးသွားပြီပေါ့နော်ပြီးပြီဆိုရင်သွားထွက်သွားထိုင်ဆောင်နေုံပဲထိုင်ဆောင်နေအဲ့ဘောက်ချာဆိုင်မှာကိုယ့်ရဲ့နံပါတ်ပါတယ်ကိုက100ဆိုရင်100မီးလင်းလာတုံးတုံးခါကျရင်သွားပြီးတော့ထားယူစားစားပြီးလို့ရှိရင်လည်းပဲကျောင်းသားတို့ဒီအပကန်ကိုထားခဲ့လို့မရဘူးဟိုကို့ဘာသာကိုပကန်ဆေးနေရာကြီးသွားပို့ရတယ်နော်ပကန်အဲ့တော့ပကန်ကြီးပြန်ပို့တဲ့ဆင်ရှိတယ်အဲ့ပေါ်မှာသွားတင်ပေးရပါတယ် တော့တချို့လောရတဲ့အမိုက်ဆိုလည်းကိုယ့်ဘာသာကိုအပြီးလောရပါတယ်အတတိမှာဆိုတော့ကျွန်တော်တို့ဒီနေ့ယနေ့ခေတ်မှာအဲ့ဒါလိုပြောင်းလဲသွားပါပြီတော်တော်များများအားလုံးနေရာတွေတကယ်အများပြည်သူပိုင်နေရာတွေအားလုံးမှာအခုဒါကို Q school ကိုအသုံးပြုတော့ပါပြီခင်ဗျာ